အလုံးမမင်္ဂလာပါခင်ဗျာ။နိုင်တိကတ်စောကစနေကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်။2025ကမ္ဘာကလပ်ဖလားပြိုင်ပွဲရဲ့ round 3 day 2ဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုမှာတော့ Benfica နဲ့ Bayern Munich နဲ့ကစားမဲ့ပွဲရယ် LAFC နဲ့ Flamengo ကစားမဲ့ပွဲရယ်ဒီနှစ်ပွဲကို preview လုပ်မှာဖြစ်ပြီးတော့နောက်ဗီဒီယိုနောက် channel မှာတော့ Auckland City နဲ့ Boca Junior, Esperance de Tunis နဲ့ Chelsea တို့ကစားကြမဲ့ပွဲကို preview လုပ်ထားပါတယ်။ စိတ်မသာတဲ့သူတွေအောက်မှာလစ်နေပေးထားပါတယ်။တွားရောက်ကြည့်ရှုနိုင်ပါတယ်ဗျာ။ရောင်းမတွေကိုစိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့လည်းအောက်မှာပေးထားတဲ့လစ်တွေကလည်းတွားရောက်ကြည့်ရှုမေးမြန်းစုံစမ်းနိုင်ပါတယ်။ဘင်ဖီကာနဲ့ဘိုင်ယန်မြူနစ်တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်တနင်္လာခွဲမှာဖြစ်ပါတယ်။အုပ်စုစီမှာပါဝင်တဲ့အသင်းတွေဖြစ်ပြီးတော့ဒီအုပ်စုမှာဘိုင်ယန်မြူနစ်အသင်းတွေ6မှတ်နဲ့နောက်တစ်ဆင့်ကို AACC တက်သွားပြီဖြစ်ပါတယ်။အဆိုဒုတိယနေရာအတွက်အဆုံးဖြတ်ပေးဖို့ကြံနေတာကဘင်ဖီကာတင်းရဲ့ဘိုဂါဂျူနေရာတင်းရဲ့ဖြစ်ပါတယ် လက်ရှိချိန်မှာဘင်ဖီကာတင်းဒီစုစုပေါင်းလေးမှတ်ရထားတဲ့ဂိုးကွာဆတ်ချက်ရဂိုးပေးဖို့မှာစုစုပေါင်း69กว่าချနိုင်တဲ့အတွက်အုတ်စုဒုတိယနေရာကိုရထားတယ်အဲ့တော့သူနဲ့ပြိုင်မဲ့ဖြစ်လာနိုင်တဲ့ဘိုကာဂျူနီယာတင်းဟာဂိုးသွင်းရင်သွင်းတလောက်ရနိုင်တဲ့အော့ကလန်စီးတီးနဲ့တွားကစားရမဲ့ပွဲမျိုးမှာဒီပွဲတွေပထမပိုင်းမှာဘင်ဖီကာတီဘိုင်ဘူးနဲ့တင်းကိုမရှုံးနေဖို့လိုတယ်ဗျာ ဘာကြောင့်ပထမပိုင်းမှာမရှုံးနေဖို့လိုလာလဲဆိုတော့ပထမပိုင်းမှာမေဖီကာဟာသာဘိုင်ယန်မြူနစ်ကိုရှုံးနေပြီဆိုရင်တေချာတယ်ဘိုကာဂျူနီယာတင်မျောလျက်ရောင်ကြီးရှိလာမှာဖြစ်တဲ့အတွက်အော့ကလန်စီးတီးကိုပထမပိုင်းမှာရောဒုတိယပိုင်းမှာပါသူတောက်ရှော့ဂိုးတွေရောက်အောင်ဂိုးဒစ်ဖရင့်ပြီအောင်သူကစားနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့အွန်လိုင်းမှာကစားတဲ့ဂျီဂိုတွေနေနဲ့ဘိုင်ယန်မြူနစ်နဲ့မေဖီကာပွဲပထမပိုင်းကိုဂုံးစီတည်ရဒါမှမဟုတ်ပထမပိုင်းမှာမေဖီကာအသင်းရဲ့ဘော်တွေကိုရွေးချယ်ပြီးတော့ကစားတဲ့ ဘိုင်မင်းတဲ့ကိုကြည့်တော့လေသူ့အတွက်ဒီပွဲကဘာဖီအားမှမရှိတော့ဘူးဗျာသူလှုပ်ချင်တယ်လို့လှုပ်လာလို့ရတဲ့အခြေအနေမျိုးပဲအဲ့တော့ဒီပွဲမှာနိုင်ရအောင်ကစားမလားဒါမှမဟုတ်တရေပဲကစားမလားရှုံးမဲ့ကန်တော့ရှုံးကန်ရင်တော့သူကအုပ်စုဒုတိယနေရာတည်းရောက်သွားမယ်အဲ့တော့ဘိုင်မင်းတဲ့ဒီပွဲမှာတရေဒါမှမဟုတ်အနိုင်ရအောင်ကစားလာနိုင်မယ်လို့ယူဆတယ်ဒီပွဲတဲ့ပေးထားတဲ့စတဲ့ဂျေးကိုကြည့်တဲ့အခါဘိုင်မင်းတဲ့အင်းကနေတရေနှုတ်တရာနဲ့ဂိုးပေါင်းဂျေးက3ပေါင်း50ဆိုပြီးတော့ပေးထားပါတယ် အခုညနေမြန်မာစံတော်ချိန်9:00နာရီချိန်မှာတော့ဗိုင်ဘီနဲ့တင်းကားမီတရေနှုတ်85နဲ့ကိုပေါင်းကျဲက 3D ဆိုပြီးတော့ပေးထားပါတယ်ဗျအဲ့တော့ဒီကျိတ်ဒီဗိုင်ဘီနဲ့တင်းဘီဖီကာတင်းကိုဘလို့မအနိုင်ရမသွားနိုင်တဲ့ကျေးဆိုတာတလောကလုံးကလူတွေဂုံတိတယ်ကျွန်တော်လည်းတိတယ်ခင်ဗျားတို့တွေလည်းတိတယ်တန်နဲ့ဘောလုံးပွဲချင်းကတ်တဲ့သူတွေလည်းအကုန်တိတယ်ဗိုင်ဘီနဲ့ချန်ပီယံလိမှာသူတို့ဝမ်စီနဲ့နိုင်ငံတော်ကတော့ဗိုင်ဘီဒီသူတို့ရဲ့အိမ်ကွဲမှာဘီဖီကာကို2.50ဆိုပြီးတော့ပေးခဲ့တာဗျ အခုအဝေးဝဲမှာ2ပေါင်း90မပေးနိုင်ဘူးဆိုရင်တော့မှအနည်းသက်ဆုံးပြ1ပေါင်း20 30နဲ့ထွက်မယ်ဆိုရင်တော့လက်ခံပေးလို့ရပါတယ်။ဒါပေမဲ့အခုပေးထားတဲ့တရင်နှုတ်85ဆိုတာကြီးကတော်တော်ကြီးပြနည်းနည်းတိတိတတ်တာကြီးဖြစ်နေတယ်။ဟိုကျွန်တော်တို့ကဒီပွဲမှာဘင်ဖီကာပဲ6ဝါဆိုတဲ့အရှင်နေမျိုးရောက်အောင်တွန်းပို့ထားတဲ့လူကြီးကိုဖြစ်နေတယ်။ဆိုတော့ကျွန်တော်ကဒီပွဲမှာပထမပွဲမှာကိုမရဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒီပွဲမှာ go out တကြောင်းပဲကျွန်တော်ကြိုက်တယ်။ ဒီပွဲတည်ဘင်ဖီကာတရေကစားသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဘိုင်မြူနဲ့တင်းက01ဆိုတဲ့ရလတ်မျိုး02ဆိုတဲ့ရလတ်မျိုး03ဆိုတဲ့ရလတ်မျိုးရောက်အောင်ယူသွားမယ်ဆိုရင်လည်းယူလို့ရတယ်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီပွဲမှာ go over ကျွန်တော်ကြိုက်တယ်ပေါ်ရီမဖြစ်မနေရွေးပါဆိုရင်တော့ဂျင်းနောက်ပဲလိုက်ရမှာပေါ့ဗျာဒီလောက်ကလုံးပဲကြိုက်ကြိုက်စကြဝဠာတစ်ခုလုံးပဲကြိုက်ကြိုက်ဒီပေါ်ရီဂျိတ်တီဘင်ဖီကာမှတစ်ပွားရွေးတရာမရှိပါဘူးဗျာဒါပေမဲ့ go out ပိုကြိုက်ပါတယ် နောက်ထပ်တစ်ပွဲသည် LAFC နဲ့ Flamengo ပွဲဒီနှစ်ပွဲကိုကျွန်တော်တင်လိုက်တာကဗီဒီယိုတစ်ခုထဲမှာပဲလုပ်လိုက်တာကဘာကြောင့်လဲဆိုတော့ဒီပွဲနှစ်ပွဲမှာပေးထားတဲ့ body ကြီးခါကြီးဝင်ရိုးအတူတူပဲဖြစ်နေလားပထမပွဲမှာလည်းတည်ရနှုတ်တရားဝင်ရိုးဘိုင်ယန်မြူနဲ့ဘင်ဖီကာဒီလွန်ဂျယ်လစ်နဲ့ဖလာမင်ဂိုပွဲမှာလည်းတည်ရနှုတ်တရားဝင်ရိုးအဲ့တော့ကျွန်တော်ဒီနှစ်ပွဲကိုကျွန်တော် preview ဒီဗီဒီယိုတစ်ခုထဲမှာထည့်ပြောတာဖြစ်ပါတယ် LAFC နဲ့ဖလာမင်ဂိုပွဲမှာ LAFC ဒီဘာမျှော်လင့်ချက်မှမရှိတော့ဘူး နောက်တစ်ဆင့်လည်းမတက်နိုင်တော့ဘူးသူဒီဒီပွဲမှာရှုံးချုံးနိုင်နိုင်အိမ်ပြန်ရမယ်ဒေ2025ကမ္ဘာကလပ်ဖလားကိုဝေယောရှင်ပြိုင်ဝဲရတဲ့အသင်းအမေရိကန်စုပေါင်း3တင်းနဲ့ပေါ့ LAFC ဒီအဲ့ဒီ3တင်းနဲ့ပေါ့ ranking အမြင့်ဆုံးမြတ်အရှင်နေဆုံးဆုံးကလည်းသူပဲဖြစ်သွားတယ်အဲ့တော့ဒီဘက်မှာသူတို့ပြိသက်တွေကို USA ပြိသက်တွေကိုသူတို့ဘလောက်ထိဖြောပြေးပေးမလဲဒါပဲကျွန်တော်တို့စောင့်ကြည့်ရအောင်နောက်တစ်ခုကဖလာမင်ကိုအသင်းကိုသူတို့ခံချပါလားဒါလည်းတွင်းစရာရှိတယ် ဖလာမီဂိုအသင်းကိုကြည့်တော့သူတို့ရဲ့အာသာချက်တွေဘိုင်ဘလုနဲ့မတူဘူးဖလာမီဂိုကချုံးတီဖြစ်စီ90ဖြစ်စီအုပ်စုဘုံနေရာကတပြားသားမှမရွေ့တော့ဒီဘွဲတို့ဖွင့်ထားတဲ့ကြီးကိုကြည့်တဲ့အခါစတဲ့ကြီးမှာဖလာမီဂိုအသင်းကလည်း1ပေါင်40ဘော်ရီကြီးနဲ့5ပေါင်ကြီးက3ပေါင်90ဗျာအခုညနေမြန်မာစံတော်ချိန်9:00ကြီးမှာကြတော့ဖလာမီဂိုက1ပေါင်80ဘော်ရီကြီးဖြစ်လာတယ်5ပေါင်ကြီးကနေ့နှုတ်80ဖြစ်လာတယ် ဒီပွဲတည် LAFC ကြိုက်တဲ့သူရော Flamengo ကြိုက်တဲ့သူတွေရောမဖြစ်မနေစဉ်းစားကြည့်ဖို့လိုတာကဒီကြိတ်မမှန်ဘူးပြဒါနမတ်တစ်ဆက်တကယ်တကယ်ဒီလိုနေတော့မျိုးမဟုတ်ဘူးအမတ်လိုအပ်ချက် round 2မှာသာဒီနေ့တင်တွေ့မယ်ဆိုရင်တကယ်ဖွင့်ပေးမဲ့ကြေးတည် 1p 1d ဝင်ရောဒါမှမဟုတ် 1p 30 40အဲ့လောက်နေထားမျိုးနဲ့ဖွင့်ပေးတဲ့လေလို့ကျွန်တော်ထင်တယ်ဒီပေးထားတဲ့ body ကြေးကတော့တော်တော်လေးပြော့သွားတယ်ဗျာ ဲ့တော့တခုတွေးပြန်ရှိတာကဒီနေ့ညမှာဒီသေနှုတ်တရားဆိုတဲ့ပွဲကနှစ်ပွဲရှိတယ်ပထမပွဲမှာကျွန်တော်တို့ဘိုင်ယူနစ်ကိုလည်းမကြိုက်ဘူးအပေါ်သင်းချင်းမအောင်ဘူးဒီပွဲမှာလည်းဖလာမင်ဂိုသင်းကချင်းမအောင်ဘူးဆိုရင်မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကမနေ့ကကစားခဲ့တဲ့၄ပွဲမှာ body out တွေသွားတာစုစုပေါင်း၃ပွဲအထိရှိခဲ့တယ် PSG ပွဲ body out သွားတယ်အနာမယာမီအသင်း body out အသင်းရသွားတယ်ပြီးတော့ porto body out ရသွားတယ်အဲ့တော့ဒီနေ့မှာရော body out တီးကြည့်ပဲလာမလား ကျွန်တော်ကတော့ဒီ LAFC နဲ့ Flamengo ဘွဲမှာ Flamengo အသင်းဒီအုပ်စုတွေ၃ဘွဲလုံးကစား၃ဘွဲလုံးနိုင်ဆိုတဲ့ဟိုဂွန်ဘောတခုနဲ့နောက်တစ်ဆက်ကိုတက်သွားမယ်လို့ကျွန်တော်ယူဆတယ်ဗျာ။ဘော်ဒီကြီးတော့ပျော့တယ်။ဒါပေမဲ့အဲ့လိုယူဆတယ်။ LA Galaxy ကိုအနိုင်ခံပြီးတော့သူတပွဲနိုင်ရင်ဘလောက်ရမယ်ဆိုတဲ့အနိုင်ကြီးကိုလည်းထပ်ပြီးတော့ရယူသွားနိုင်အောင်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ဒီဘွဲမှာ Flamengo အသင်းဘော်ဒီကြိုက်တယ် နောက်တစ်ခုကဒီနေ့မှကစားမယ့်နှစ်ပွဲမှာတေနုတ်တရာကျင်းဝင်ရုံနှစ်ပွဲမှာပမောပွဲမှာကျွန်တော်ကဘယ်ပြည့်နဲ့တင်းကိုမကြိုက်တဲ့အတွက်ဒီပွဲမှာဖလာမင်ဂိုတင်းပေါ်တွေကိုရွေးဆဲခြင်းဖြစ်ပါတယ်ဗျာပြီးတော့ဒီပွဲမှာကိုမောင်ပေါ်လည်းကျွန်တော်ကြိုက်တယ်ဗျာအစုံဒီလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ချင်းမြန်လုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ